အွန်လိုင်းအစံကိုတိုင်ကွင်းထဲထိတွားရောက်အားပေးမဲ့ဂျော်ရှွာဘန်ရဲ့ချန်ပီယံခပတ်လူပွဲအားလုံးပဲမင်္ဂလာပါမာရှယ်အကယ်ဒမီ channel ကနေပြည့်တဲ့အားလုံးကိုကျေးဇူးပါတယ်ခင်ဗျာ ကျွန်တော်တို့ Marshall Academy Channel အစင် MMA လောကရဲ့နောက်ဆုံးသတင်းလေး1 Championship UFC အစရှိတဲ့သတင်းလေးနဲ့မြန်မာကိုယ်စားပြု Fighter တွေထူးခြားတဲ့အကြောင်းအရာပွဲသတင်းတွေကိုနေ့စဉ်ပုံမှန်ပရိသတ်တွေစီတင်ဆက်ပေးနေတဲ့ Channel တစ်ခုပါ။ဒါကြောင့်မလို့ MMA လောကကိုစိတ်ဝင်စားတဲ့ညီကိုတွေအနေနဲ့တော့ကျွန်တော်ရဲ့ Channel လေးကို Like and Subscribe လုပ်ထားပြီးနေ့စဉ်စောင့်ကြည့်လို့ရပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါခင်ဗျာဒီနေ့ကျွန်တော်ပြောချင်တာကတော့ online ဆန်ကိုရန်ကကျွန်တော်တို့ချင်းဖိုက်တာလေး Joshua ဘိုင်ရဲ့ချန်ပီယံခပ်လူပွဲကိုကွင်းထဲမှာကိုရန်ကိုကြတော့ရောက်အားပေးမယ်ဆိုပြီးပြောလာတဲ့အကြောင်းလေးကိုပြည်သက်တည်းစီပြောချင်တာပါ လာမယ့်ဒီဇင်ဘာလ9ရက်နေ့မှာဆိုရင် UFC က Las Vegas မှာ UFC 323ပြိုင်ပွဲကိုကျင်းပသွားဖို့ရှိတယ်ဒီပြိုင်ပွဲမှာအားလုံးလည်းသိပြီးတဲ့အတိုင်းပဲကျွန်တော်တို့ချင်းဖိုင်တာလေးကပန်ဒိုဂျာနဲ့ချန်ပီယံခပ်လူပဲထိုးမယ်ဒီအကြောင်းတွေကအမြဲတမ်းလည်းပြောနေကြဖြစ်တယ်ပြည်သက်တွေအားလုံးလည်းသိနေပြီဖြစ်လို့တူတူတူပြောနေစရာတော့မလိုဘူးပွဲကလည်းတော်တော်နီးလာပြီ Joshua Van Goren ကလည်း final training camp ကိုလုပ်နေပြီမကြခင်မှာသူ့အနေနဲ့အပြည့်အစုံ training တွေလုပ်ပြီးတော့ weight ထားတဲ့အပိုင်းနေနဲ့ strength and condition နဲ့အပိုင်းတွေကိုအားဖြည့်ထားဖို့အစီအစဉ်တွေရှိနေတယ်ဆိုပြီးတော့လည်းသိရတယ်။လက်ရှိချိန်မှာပန်ဒိုဂျာကလည်း training တွေကိုအပိသက် training လုပ်ဖို့ပြင်ဆင်နေပြီး fighter နှစ်ယောက်လုံးကလည်းမိကုံရန်ကုန်ကျမ်းမှုစူးစမ်းနေတယ်။တကယ်လဲရှယ်တိတ်ရမယ်ပွဲဖြစ်မယ်လို့ကျွန်တော်ကတော့မြင်ပါတယ်။ဘာကြောင့်လဲဆိုတော့ fighter နှစ်ယောက်လုံးမှာကအာသာကျအားရကိုစီရှိတယ်။ fan မှာကအသက်ရွယ်အပြင်အာသာတယ်။ပန်ဒိုဂျာမှာကတော့ပွဲအတွေ့အကြုံပိုင်းရအာသာချက်တွေရှိနေနိုင်တယ်။ ဒါပေမဲ့တစ်ခါကပြန်ကြည့်ရင်ကျွန်တော်တို့ chain fighter လေးကအခုမှ24နှစ်ပဲရှိသေးတယ်ပန်တိုဂျာက35နှစ်တောင်ရှိနေပြီ35နှစ်ဆိုတာက champion တယောက်ရဲ့အကြပိုင်းရောက်လာတဲ့ကာလတခုလို့ကျွန်တော်တို့ကသတ်မှတ်လို့ရတယ်။သို့ပေမဲ့ပန်တိုဂျာကိုတော့ကျွန်တော်တို့ကကြာနေပြီလို့သုံးလုံးလို့မရသေးပါဘူး။နောက်ဆုံးထိုးတက်ခဲ့တဲ့ပွဲတွေကိုပဲကြည့်လိုက်ပါ။နောက်ဆုံးထိုးတက်ခဲ့တဲ့နှစ်ပွဲမှာဆိုရင် Japan Fighter Kai Asakura နဲ့ Kai Gara France ကို11ချုပ်ကွက်တင်နဲ့ပဲပွဲသိမ်းထားတယ်။ ဒီလိုမျိုးဖိုက်တာကိုကျွန်တော်တို့ကကြားနေတယ်လို့လုံးဝပြောလို့မချသေးပါဘူးကျွန်တော်တို့ချင်းဖိုက်တာလေးကတော့နောက်ဆုံးတိုးတက်ခဲ့တဲ့ပွဲတွေမှာလေတကယ်ကိုကောင်းမွန်လို့နဲ့ performance အကောင်းစားတွေကိုခြားပြထားတယ်နောက်ဆုံးတိုးတက်ခဲ့တဲ့ UFC 317ပြိုင်ပွဲမှာဆိုရင် number 1 contender နေရာက Brandon Rivera နဲ့ထိုးခဲ့တယ် Brandon Rivera ကိုဒိုင်အောင်ဆုံးပြနဲ့နိုင်ခဲ့တယ်ဒိုင်အောင်ဆုံးပြနဲ့နိုင်ခဲ့တဲ့ဆိုပေမဲ့လေတကယ်ကိုကောင်းမွန်လို့နဲ့ performance တွေကိုထုတ်ပြနိုင်ခဲ့တယ် ဒါကြောင့်မလို့အဲ့ဒီဘွယ်က fight of the night ရခဲ့တယ် fight of the man ရခဲ့တယ်အခုလည်း fight of the year စကားတင်စင်းတီကိုပါဝင်လာခဲ့တယ်ဒါတွေကတော့ fighter နှစ်ယောက်လုံးရဲ့ကိုယ်စီကိုယ်စီအောင်မြင်မှုရရှိထားတဲ့အပိုင်းလေးပါအရက်ဒီ reach တွေကအများကြီးပြောနေစရာမလိုဘူးလုံးတူတောက်တူ fighter တွေလို့သတ်မှတ်လို့ရတယ်။ဒါကြောင့် physical ဘိုင်းမှာကဘယ်သူမှအားသာချက်တွေအများကြီးရှိနေမှာမျိုးမဟုတ်ဘူး။ ground game မိုင်းနဲ့ striking မိုင်းကိုရှင်းကြည့်ကြရအောင်။ ground game မိုင်းမှာဆိုရင်တော့ကျွန်တော်တို့ chain fighter လေးထက် pandoja ကပိုကောင်းမယ်လို့ကျွန်တော်ကတော့မြင်ပါတယ်။ ။ဒါကဘာလို့ပြောရတာလဲဆိုတော့ပန်တူကြာက ground game သမားမလို့ပြောတာပါ။ fan ကတော့ ground game ကို ကောင်းကောင်းနားလည်တယ်၊ကစားတယ်၊ဒါမဲ့ပြင်းစရာကောင်းတယ်လို့သူကိုယ်တိုင်ကခံယူထားတယ်။ဒါကြောင့်အရင်ကြီးထုံမသုံးဘူး။ဒါကြောင့် fan ရဲ့ ground game ကအရင်ကြီးနှိမ့်ချနေတယ်လို့လည်းပြောလို့မရပြန်ဘူး။ striking mind striking mind မှာကတော့ကျွန်တော်တို့ chain fighter လေးကအပြတ်သက်သားတယ်ဆိုတော့အလုံးနဲ့သိမယ်ထင်ပါတယ်ပန်တိုဂျာကကြတော့ဗျာ grappling mind မှာကောင်းတယ်ဘောက်ဆင် mind နေ striking mind နေကြတော့အရင်ကြီး fan လောက်တော့ကောင်းနေတာမျိုးမဟုတ်ဘူး fan ကြတော့ ပေါင်စင်မိုက်မှာကတအားကောင်းတာဗျာ QFC ကပြိသက်တော်တော်များများကလည်းဖိုင်ရဲ့ပေါင်စင်စကေးကဘလောက်ဘလောက်ဆိုပြီးတော့မှခဏခဏထုတ်ပြောကြတယ်ပြိသက်တည်တင်တာမကဘူးဗျာချန်ပီယံနေနမဲကျော်ဖိုင်တာကြီးတွေကအစာတီအကြောင်းကိုထုတ်ဖို့ပြောဆိုတာမျိုးကိုကျွန်တော်တို့ကတွေ့ရတယ်ဒါကိုကျွန်တော်တို့မြန်မာပြိသက်တွေအားလုံးလည်းသိထားပြီးသားဖိုင်ရဲ့ပေါင်စင်စကေးကြောင့်ဖိုင်ကဘလို့နမဲကြီးလဲဆိုတာကျွန်တော်တို့အားလုံးသိပါတယ်ဒါကြောင့်မို့ striking မိုင်းမှာတော့ကျွန်တော်တို့ချင်းဖိုင်တာလေးကပို့ပြီးတာတယ်လို့ကျွန်တော်ကတော့မြင်ပါတယ်ဒါကတော့ကျွန်တော်ရဲ့ team မျိုးစကြလေ ဖန်ကဘလို့ကစားရင်နိုင်မွေးရမလဲဆိုတာကတော့ကိုယ့်ရဲ့အာသာတဲ့နေပယ်ထဲမှာပဲအကောင်းဆုံးကစားမယ်။ပန်တိုကြအာသာတဲ့ ground game ဘိုင်းကိုအရင်ကြီးရောက်မသွားဘူးတိတ်တောင်း defense ကောင်းကောင်းနဲ့စော့မယ်ဆိုရင်တော့ UFC champion ခမကြီးကကျွန်တော်တို့ chain fighter လေးစီရောက်လာဖို့ကအလားအလာကြီးများလို့နေပါတယ်။မကြသေးခင်အချိန်ကတော့ Joshua Ben နေနဲ့သူ့အနေနဲ့ champion ခမကိုရအောင်ယူပြမယ်။ UFC ရဲ့ ပထမဦးဆုံးမြန်မာကွန်ဆာပြူချန်ပီယံဖြစ်လာစေရမယ်ဆိုတဲ့အကြောင်းတွေကိုလည်းပြောသွားတယ်။ဂျိုရှွာဘန်ကလည်းအပိသက်ထွေးနေနေလုံနေပြီးသူ့အနေနဲ့အကောင်းဆုံး performance တွေချပြသွားမယ်။ပရိသတ်တွေအားလုံးလည်းသူ့ကိုအားပေးကြဖို့တောင်းဆိုသွားတယ်။မြန်မာပရိသတ်တွေအကုန်လုံးကလွန်ခဲ့တဲ့နှစ်နှစ်လောက်ကဆိုရင် UFC မှာဒီလိုမျိုးမြန်မာကိုယ်စားပြီး fighter တယောက်က D level အထိရောက်လာမယ်လို့မထင်သားကြဘူးတဲ့သူကိုယ်တိုင်လည်းဒီလိုမျိုးမထင်သားဘူးဒါပေမဲ့အခုလိုမျိုးရောက်လာတဲ့အတွက်ကြောင့်မလို့ဖျားသခင်ကိုအရင်ကျေးဇူးတင်တယ်သူလည်းအကောင်းဆုံးချပြသွားမယ်ပြိသက်တွေလိုချင်နေတဲ့ချန်ပီယံခပတ်ကြီးကိုလည်းယူပြမယ်ဆိုပြီး fan ကဂရီကိုပြူသွားတာမျိုးကိုတွေ့ရတယ် ဖန်ကိုရိုင်းကတော့အကောင်းဆုံးကြိုးစားမယ်လို့ပြောသွားတယ်။ကျွန်တော်တို့အားလုံးကလည်းရှုံးနာနိုင်တာကိုအဓိကမထားဘဲနဲ့ကျွန်တော်တို့ချင်းဖိုင်တာလေးဒီလောက် level အထက်လာနိုင်တာကိုပဲကျွန်တော်တို့ကခုံယူရမှာဖြစ်ပါတယ်။နောက်ထပ်တစ်ချက်ထပ်ပြောချင်တာကတော့တိုက်တယ်မှာပေးထားတဲ့အတိုင်းပဲကျွန်တော်တို့ရဲ့မြမကုံဆောင် fire ကြီး online ဆန်းက Joshua Van ရဲ့ပွဲကိုကိုင်းထဲမှာကိုရိုင်းကိုကြလောက်ရအားပေးမယ်လို့ပြောထားပါတယ်။ပုံမှန်ဆိုတော့ online ဆန်းက UFC ပွဲတွေမှာသူ့အနေနဲ့ သူချင်းအဖိုက်တာရေးပါတဲ့အချိန်ဆိုရင်နီးပြအနေနဲ့လိုက်ပါကြီးကြပ်ပေးတာမျိုးရှိတယ်ကိုရင်ကိုကြတော့တွားရောက်အားပေးခြင်းမရှိသေးဘူးဒီချိန်မှာတော့ online ဆန်ကိုရင်ကဂျော်ဖျာဘန်ရဲ့ပွဲကို Las Vegas မှာသူ့အနေနဲ့ T-Mobile Arena ကွင်းကြီးထဲမှာ live တိုက်ရိုက်ကြည့်ရှုသွားမယ်ဆိုပြီးပြောသွားပါတယ်ကွင်းထဲထိတွားရောက်အားပေးမှာပြစ်လို့ကျွန်တော်တို့ချင်းဖိုက်တာလေးကလည်းတကယ်လို့မှအားရှိနေမှာသိကြပါတယ်ဘာကြောင့်လဲဆိုတော့ဗျာမြမကုံဆောင်နှစ်တကွင်းချင်းမြန်ဟောင်းကြီး မြန်မာမှာဆိုရင် online အဆန်းဆိုတာကမသိတဲ့လူကခက်ရှာရှာပြီးတော့တကမာလုံးကလည်းသိတယ်။ဝ MMA အဝတ်စုကြီးကိုတင်ပိုက်ထားခဲ့ပူတဲ့ fighter ကြီးမြန်မာနိုင်ငံရဲ့ hero ကြီးတယောက်ကကျွန်တော်တို့ချင်း fighter လေးရဲ့ကမ္ဘာအကောင်းဆုံး promotion မှာ champion ကမ္ဘာလူပွဲကိုလာရောက်အားပေးမယ်ဆိုတဲ့မြင်ကွင်းကတကယ်ကိုမှជីနူး PT ဖြစ်စရာကောင်းတဲ့ညင်ွဲမှာအကိုကြီးတယောက်ကညီလေးရဲ့ပွဲကိုလိုက်ပါဝင်အားပေးတယ်လို့မျိုး fight မျိုးကိုကျွန်တော်တို့ကခံစားရမှာဖြစ်ပါတယ် တကယ်ကိုမှပွဲကလည်းနီးလာပြီးဖိုင်တာတွေကလည်းအကောင်းဆုံးပြင်ဆင်ထားကြတယ်ကျွန်တော်တို့ဘေးကမြန်မာပြည်သက်တွေအပါဝင်ခလုံးဖိုင်တာကြီးတွေကလည်းတောင်းဝင်ချီချီနဲ့အားပေးကြမှာဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်တို့ချင်းဖိုင်တာလေးဘက်ကအကောင်းဆုံးစူးစမ်းပြီးနိုင်ဝဲရရှိဖို့ပဲလိုတယ်ကျန်တဲ့အပိုင်းကကျွန်တော်တို့မြန်မာပြည်သက်တွေကတောင်းဝင်ချီပြီးသားပါဘလို့အခင်းချင်းပဲဖြစ်ဖြစ်ဘလို့ပုံစံမျိုးပဲဖြစ်ဖြစ်ဖန်ကိုအားပေးနေမှာကအသင့်ပဲဖန်ကိုအကောင်းဆုံးနိုင်မွေးယူပြဖို့မျှော်လင့်နေအခက်အခဲကြီးများ တခုခုဖြစ်ခဲ့ရင်တော့မှပဲကျွန်တော်တို့ပြည်သက်တွေကဂျောရှွာဘန်ကိုအပြစ်တင်နေမှာမျိုးမဟုတ်ဘူးဂျောရှွာဘန်ကအကောင်းဆုံးကြိုးစားလို့ဒီလို level ကြီးရောက်လာတယ်ဆိုတာသိတယ်အကောင်းဆုံးကတော့ချန်ပီယံခမိုက်ရှာခဲ့ရင်တော့အတိုင်းထက်အလွန်ပေါ့ဗျာဒါပေမဲ့အရာအလုံးကမာရှယ်အပ်ပွဲဖြစ်နေတယ်ဘာမဆိုဖြစ်သွားနိုင်တာမျိုးကိုကျွန်တော်တို့ကလက်ကင်ထားတယ်ဒါကြောင့်မလို့ပွဲတဲ့ရောက်မှပဲအကောင်းဆုံး performance နဲ့ချပြနိုင်တဲ့ fighter ကနိုင်မွေးရရှိမယ်လို့ယုံကြည်တယ်ပြီးတော့ Joshua Van က ီလိုမျိုးလောက်ပြနိုင်မယ်လို့လည်းကျွန်တော်တို့ကကောင်းကောင်းကြီးယုံကြည်ထားပါတယ်ခင်ဗျာကျွန်တော်တို့ Chain Fighter လေးကတော့အပိသက် training လေးလုပ်နေပြီးအကောင်းဆုံး performance တွေချပြနိုင်မှုအတွက်လည်းကြိုးစားနေတာမျိုးကိုတွေ့ရတယ် Joshua Van Santana နဲ့သူလှုပ်ချင်တဲ့အရာတွေအားလုံးတစ်ထက်တည်းကြပါစေလို့ကျွန်တော်တို့ channel ကဆုတောင်းပေးပါတယ်ခင်ဗျာ Joshua Van ကတော့မြန်မာအလန်ကြီးကိုခြုံပြီးပွဲထွက်လာအောင်မယ်ကျွန်တော်တို့အနေနဲ့ ပွဲပြီးတဲ့အချိန်မှာမြန်မာအလံနဲ့ USC Champion ကဘာကြီးကိုတွဲမြင်ရမလားဆိုတာကတော့စောင့်ကြည့်ကြရမှာဖြစ်ပါတယ်။ထပ်ပြီးပြောရရင်ဒီပွဲကလာမယ့်ဂျီဇမာလာ9ရက်နေ့တနင်္ဂနွေနေ့မနက်ပိုင်းမှာကျင်းပမယ် UFC 323ပြိုင်ပွဲရဲ့ဒုတိယကောင်ပွဲနေရာကနေပါဝင်လာမှာဖြစ်ပါတယ်။ဒီနေရာမှာပြည်သက်တွေအထင်လွဲနေတာမျိုးလေးကိုလည်းကျွန်တော်ကနည်းနည်းလေးပြောပြခြင်းနဲ့ဒါကဘယ်လိုလဲဆိုတော့ ပိုစတာတွေထဲမှာ UFC 323ပြိုင်ပွဲကဒီဇင်ဘာလ6ရက်နေ့ဆိုပြီးပြောထားတယ်။ဒီနေရာမှာမြန်မာပြည်သက်အများစုကဒီဇင်ဘာလ9ရက်နေ့မဟုတ်ဘူးဒီဇင်ဘာလ6ရက်နေ့6ရက်နေ့စသဖြင့်ပုံစံအနေနဲ့ပဲမှတ်ချက်ပေးနေကြတာမျိုးကိုတွေ့ရတယ်။ဒါကသူတို့ကအမေရိကန်ဆန်လော်ဂျင်ကိုဦးစားပေးပြီးတော့မှပြောထားတာ ျွန်တော်တို့အာရှကနေကြီးမဲ့ပြည်သက်တွေမြန်မာနိုင်ငံကနေကြီးမဲ့ပြည်သက်တွေဆိုရင်ဒီဇင်ဘာလ9ရက်နေ့တနင်္ဂနွေနေ့မနက်အစောပိုင်းမှာကျွန်တော်တို့ကကြီးစုအားပေးကြရမှာဖြစ်တယ်။အဲ့ဒီပွဲတွေကို UFC 323ပြိုင်ပွဲကိုတော့သူတို့ကထုံးစံတဲ့ပီလင်းပွဲစဉ်တွေကိုမနက်9နာရီလောက်မှစတင်ပါမယ်။ main card တွဲဆိုင်တွေကိုတော့7နာရီခွဲအဲ့လောက်မှစတင်ကျင်းပသွားဖို့ရှိပါတယ်။ကျွန်တော်တို့ chain fighter လေးရဲ့ပွဲကတော့ မြန်မာစံတော်ချိန်အဖြစ်မနက်၁၇နာရီဝန်းကျင်လောက်မှာကြည်ရဖို့ရှိတဲ့အကြောင်းကြိုတင်သတင်းကောင်းပါထားခြင်းပါတယ်ခင်ဗျာကျွန်တော်တို့အားလုံးတူတူအားပေးကြမယ်ဂျိုရှွာဗန်လည်းအကောင်းဆုံးပုံစံနေနဲ့လက်ဆွမ်းပြနိုင်မယ်လို့ယုံကြည်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာဒီနေ့ပြောချင်တာတော့ဒါပါပဲကျွန်တော်တို့မြမကုံဆောင်ဖိုင်ယာကြီးအွန်လိုင်းဆန်ကိုတိုင်ကဂျိုရှွာဗန်ရဲ့ပွဲကိုကိုတိုင်ကိုကြကွင်းထဲမှာတွားရောက်အားပေးမယ်ဆိုတဲ့အကြောင်းနဲ့ဖိုင်ရဲ့အခင်းချင်းလေးကိုလာရောက်သုံးသက်တင်ဆက်ပေးတာဖြစ်ပါတယ်ခင်ဗျာ နောက်ရက်ဒီမှာလည်းကျွန်တော်ရဲ့ Marshall Academy Channel ကနေအခုလို MMA နဲ့ပတ်သက်တဲ့ training ဝမ်းချမ်းမြန်ရှိ UFC အစရှိတဲ့ training တွေနဲ့မြန်မာကိုယ်စားပြု fighter တွေရဲ့ထူးခြားတဲ့အကြောင်းအရာတွေပွဲသတင်းတွေကိုနေ့စဉ်ပုံမှန်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒါကြောင့်မလို့ Marshall Locker ကိုစိတ်ဝင်စားတဲ့ပရိသတ်တွေအနေနဲ့တော့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့ကျွန်တော်ကတောင်းဆိုပါတယ်ခင်ဗျာ။ပရိသတ်အားလုံးအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။